အခုလုံကြီးလေးစချုပ်မှာပေါ့နော်ဓာတ်တွေအကုန်လုံးချုပ်ပြီးသွားပြီမိဘူးတွေအကုန်ချိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုမမတို့ကခပတ်ခပတ်ပြားလေးစပြီးတက်တယ်အလှချမ်းဘက်ကနေစပြီးတော့မှတက်တယ်ပေါ့နော်ခပတ်ပြားလေးကိုအလှချမ်းဘက်ကနေစပြီးတော့မှနင်းခဲ့နော်အဲခပတ်ပြားကိုမတက်ခင်မှာကလေးကမမတို့ကမိဘူးအပီးစီးချိုးထားတယ်နော် ဒီလူချိုးပြီးတက်တာလေးကပုံပြီးတရက်တယ်။အားပြီးလို့ရှင်မမတို့ကမလာချမ်းကုန်ချုပ်ပြီးသွားပြီဆိုရင်အလာချမ်းဘက်ကနေပြန်ပြီးတော့မှချုပ်တယ်နော်မလာချမ်းဘက်ကိုမမတို့ကဒီလူချိုးထားတယ်တလမပြားလေးပြန်ပြီးတော့လှန်ပြီးမှအလာချမ်းကနေသူ့ရဲ့ဒီခပ်ပြားတက်ထားတယ်ချုပ်ချောင်းလေးကြားထဲကနေပြီးတော့မှမမတို့ကပြန်ပြီးတော့ချုပ်တယ်နော်ချုပ်ချောင်းလေးရဲ့ကြားလေးထဲမှာပဲ လိုက်ပြီးတော့မှပြန်ပြီးတော့ချုပ်တယ်အဲ့လိုလေးချုပ်လိုက်တယ်ဆိုရင်မတော်ကအတွင်မှလာချမ်းထဲမှာဒီလိုလေးတွားပြီးတော့နင်းနင်းမိထားတယ်ပေါ့နော်အဲ့လိုလေးတွားပြီးတော့နင်းပြီးသားလေးဖြစ်သွားတယ်နော်ပြီးရင်အမတို့ခပတ်တက်မယ်ခပတ်မှာအမတို့ကအသားကြိမ်၅ကြိမ်၃အသားကြိမ်၅ကြိမ်ကိုအဲ6စိတ် ခုနှစ်စိတ်ပေါ့နော်လက်မနဲ့ဆိုရင်6စိတ်9စိတ်လောက်ကလေးတွေဘာကြောက်ကောက်ကလေးတွေခောက်ပြီးတော့မှ9ချိတ်တက်ပြီးရေပေါ့နော်ဒါလေးကတော့အတွင်ချမ်းထဲမှာတက်တာပေါ့အတွင်ချမ်းထဲမှာတက်တဲ့ဟာလေးနောက်အတွင်ချမ်းမှာလည်း9ချိတ်တက်ပြီးတော့အပြင်ဘက်ချမ်းမှာလည်း9ချိတ်တက်ပြီးရေနော်အတွင်ချမ်းခါးနေရာမှာဒါလေးကတက်နေရပေါ့ ဟိုဘက်ရောဒီဘက်ရောကိုအဲ့လိုလေးပြန်ပြီးတော့ငင်းမယ်เนาะအဲ့လိုလေးဒင်းပြီးတော့ချီလေးတုံလိုက်မယ်။ဒါလေးကတော့ဥမာတို့အပြင်ဘက်အပြင်ဘက်ချမ်းမှာပေါ့နော်။အပြင်ဘက်အချမ်းခါးနေရမှာ။ တားချိန်၅ချိန်ကိုလည်းအမတို့ပြန်ပြီးတော့တက်ပြီးတယ်တန်ချိန်တွေကိုတော့မတုံးဘူးဒီအာဒီသူ့ရဲ့ခပတ်ခပတ်ပြားလုံးတဲ့အာနဲ့အတူတူပေါ့နော်အဲ့ဒါလေးတွေကိုပဲပြန်ပြီးတော့အဲ့ဒီပိတ်စာကိုပဲပြန်ပြီးတော့တုံးပြီးတယ်အမွေဝါလုံးကြီးဆိုလို့ရှိရင်ထက်ဆင်လို့ အများအားမတုံးဘူးပေါ့နော်လုံကြီးအရောင်ပေါ်မှာမူတည်ပြီးတော့မှလုံကြီးအရောင်နဲ့လိုက်တယ်ခပ်ပြားလေးတွေကိုပြောင်းလဲပြီးတော့မှတုံးပြီးနေအထက်ဆင်ကိုအများအားမတုံးပါဘူးအထက်ဆင်ကအမဲအောင်လို့ပါလို့ဆိုလို့ရှိရင်တော့တုံးပြီးတော့ပေါ့နော်ခြားအရောင်တို့တွေပွဲတက်ဒီမှာဆိုလို့ရှိရင်တော့လုံကြီးနဲ့လိုက်တဲ့ပိစာအရောင်ကိုပြန်ပြီးတော့မှခပ်ပြားတုံးပြီးတယ်ဒါပြီးရင်တော့မမတို့လက်ချုပ်လိုက်မှာပေါ့နော်လက်ချုပ်ကို ကုန်လုံးရှေ့ဖုံးချမ်းမှာလည်းလက်ချုံနေသွားတယ်အတွင်းခောက်ဆာမှာလည်းလက်ချုံနေသွားတယ်ပြီးရင်အောက်ပိုင်းခောက်ဆာကိုလည်းမမတို့ကလက်ချုပ်လေးဒီမှာတစ်ထည်လုံးယူသွားပြပါတယ်ဒါလေးကတော့လက်ချုပ်လိုက်တဲ့ပုံစံလေးပေါ့နော် ါကတော့ရှေးဖုံးချမ်းလေးလိုက်နေတာရှေးဖုံးချမ်းလေးမှာမမို့ခောက်စာ5 cm ထားပြီးနေရာလေးပေါ့နော်အဲ့ဒါလေးကိုမမတို့လက်ချုပ်လိုက်တာပါ